အယူကြီးရဲ့ဆိုရရဲ့စူးစမ်းအထောက်မှုတစုံတစ်ခုမှမပါတဲ့အကြောင်းအရာဖြစ်ပါတယ်။တက်ဆက်ရှင်နဲ့မပြည့်စတမ်းမလို့ရရှောက်ပြောတာပြ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 တို့နေ့လေတကောင်တော့မှလာဖမ်းနေတော့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MZ Barmy Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။တာယာတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဥစွာဆုတောင်းပေးပါတယ်။ ဟောဗျာပထမဆုံးတစ်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အဖသားတွေကိုတဲ့တဲ့ကြီးဖြုတ်ထားတဲ့ကျွန်တော်တို့ရဲ့ညီမလေးရဲ့ဗီဒီယိုလေးကိုအားပေးပါအောင်။သူများနိုင်ငံသားတွေကကိုယ်နိုင်ငံလာပြီးအနေဆင်းရဲ့အစားအသောက်ရဲ့လူတွေကေထုတ်နေတဲ့အချိန်မှာခွေးလောက်တော့မှစောက်ဖြစ်မရှိတဲ့ကောင်းတို့ကလူတွေတန်းစီလိုက်နဲ့ခဲကြလုံးကိုလက်ဆင်ကမ်းနေရစောက်ချက်လည်းမရှိဘူး။ ကောင်တွေကမွေးကလေးကအသေးလေးမွေးလာမယ်ကောင်လေးဒါမှမဟုတ်ခုလိုပြောပြီးတဲ့အတွက်လဲကျေစုအတင်နဲ့ကိုတို့ပြည်သူတွေပြောချင်နေတာနေလဲတထက်တည်းကြတယ်ဒီလိုလေးကတော့ကျွန်တော်တို့တော်လန်ရေးပက်ချန်းကအထူးစပယ်ရှယ်တည်င်းကောင်းလေးဖရတရားမလို့ဒီအစီအစဉ်လေးသာဖြစ်မြောက်သွားခဲ့ရင်အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့တော်လန်ရေးပက်ချန်းအတွက်တည်င်းကောင်းတစ်ခုရှိပါတယ်အဲ့တော့အဲ့ဒီတည်င်းကောင်းကဒီလာမဲ့တပတ်သေးမှာ ဖြစ်လာပါလိမ့်မယ်အဲကျွန်တော်ဒီဟာအဆဆုံးတော့ကျွန်တော်ရဲ့ အာတငယ်ချင်းတွေသက်ဆိုင်ရာဒီကိုကျွန်တော်စာရေးပြီးတော့အကြောင်းဆုံးတော့ကျွန်တော်တို့ပို့ထားတာရှိတယ်ဗောဗျာအဲ့တော့အခုကလေးကကျွန်တော်တို့ပြောပြလိုက်ခြင်းပေမဲ့လည်းပြောပြလို့မရသေးတဲ့အခြေအနေလေးကြောင့်နားလည်းခွင့်လို့ပေးကြပါလို့ပြောခြင်းတယ်အရင်ကကောင်းမွန်တဲ့တင်တစ်ခုရှိပါတယ်နောက်တစ်ခုဒါနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဒီတင်ကောင်းထွက်လာတဲ့အခါမှာလည်းဒါကျွန်တော်မထွက်လာခင်ကြိုပြောတာအယူကြီးအစိုးရရဲ့စူးစမ်းအထောက်မှုတစ်စုံတစ်ခုမှမပါတဲ့အကြောင်းအရာ ဖြစ်ပါတယ် ဒါအောင်မထွက်လာခင်ကျွန်တော်ကြူပြောတာတတင်းထွက်မှဆိုရင်မင်းအခုမှပြောတယ်ဖြစ်မှာစိုးလို့နော်အန်ယူဂျီဖက်ကလှုပ်ဆောင်ချက်တွေတခုမှမဟုတ်ပါဘူးနော်ဒီတတင်းနဲ့ပတ်သက်လာရင်လဲဒါကျွန်တော်တို့စ조사အားထုတ်မှုတွေပေါ့ဗျာပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုရဲ့စ조사စ조사အားထုတ်မှုတွေလို့ပဲအဲဒီနားနေဒီတဲ့မထွက်လာခင်ကိုကျွန်တော်ပြောပြရစီ ျွန်တော်တို့တွေဆူတောင်းရမယ်တရင်အထူးစပယ်ရှယ်ဝမ်းသာဖို့ကောင်းတဲ့တရင်ကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော် UG တော်လန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဗားတွေကျွန်တော်တို့ပြည်သူတွေအတွက်ဘယ်လိုကောင်းတာတွေဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့တွေစောင့်ကြည့်ရမယ်ထေချာတာတော့တရင်ထူးတာကျွန်တော်တို့ပြည်သူတွေအတွက်ဝမ်းသာစရာကောင်းတဲ့အရာတစ်ခုခုလာတော့မယ်ဆိုတာယုံကြည်ပေးပါတော့ထင်တာကတော့ကျွန်တော်တို့အမေလွတ်မလားနိုင်ငံအေးချမ်းမလားတစ်ခုခုပေါ့ဗျာမအားလားကျင့်စိုးတို့အုပ်စုလက်မလားโอเคကျွန်တော်ပြည်သူတွေဘာထင်လဲ ဒီသတင်းလေးကတော့မန္တလေးမြို့မှာအခုလက်ရှိဘလူတွေဖြစ်နေလဲဘလူတွေကြုံတွေ့နေရသလဲမန္တလေးမှာဆိုတဲ့သူတွေတော့မလာနဲ့တော့ငါတို့ရွာထက်တောင်ဆိုးနေပြီနော်တခိုးအရင်များတယ်နော်ပတ်စံအိတ်ပြောက်လိုက်ဟိုတယောက်ကဖုန်းပြောက်လိုက်အရင်များတယ်နော်ပြီးလို့ရှိရင်စစ်သားအရင်ကောက်နေတယ်နော်အဲသူတို့ကလည်းတဆရှင်းနေမပြည့်စစ်သားမလို့ရရှောက်ပြောတာပြည့်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 သူတို့နေ့လေတကောင်တော့မှလာဖမ်းတယ်နော်နူနူကလည်း စေတနာနဲ့ပြောပေးတာเนาะအခုကကျတော့ကျမမန်လေးရနဲ့ပြန်တော့မှာပေါ့เนาะအဲကြောင့်ပြောပြတာစေတနာနဲ့ပေါ့เนาะဂိတ်မှာအရင်စစ်တယ်မပွန်တင်လက်ရှော့ရှော့စစ်ပြီးတော့အရင်တွေပေါ့เนาะပတ်စံလို့ရှောက်တောင်းပါလေရှင်ကျေးဇူးပါညီမလေးကအခုလိုပြောနေတာတော့အကိုကြီးတို့တွေဒါကျေးဇူးတင်တယ်ဝမ်းလဲဝမ်းသာတယ်သို့တော့ညီမလေးအတွက်အန်တရေကင်းရင်လားလොမြောက်တဲ့နေရာကိုရောက်သွားပြီလားအကိုကြီးစိတ်ဖူလို့ပြောတာပါ ဟုတ်အားလုံးပဲဂျေစုတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားနဲ့เนาะကျွန်တော်ပြည်သူပြည်သားအားလုံးတဘာဝပေးမအားလာကျင်စုစောက်ပုပေးမှလည်းအမြန်ဆုံးလွတ်မြောက်မယ်လို့ကျွန်တော်တို့တွေယုံကြည်တယ်โอเคနောက်ပြီးမှပြန်တွေ့မယ်ဗျ